အမေရိကန်ပြည်ထောင်စုကရုရှားနိုင်ငံရဲ့အဓိကအခြေဆုံးရေနံကုမ္ပဏီကြီးနှစ်ခုချက်တဲ့ Rosneft နဲ့ Lukoil တို့ကိုစီးပွားရေးအရပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့တရင်ပင်ဖြစ်ပါတယ်။ဒီဒဏ်ခတ်လေးယူမှုရဲ့တုံ့ပြန်မှုအဖြစ်ကမ္ဘာရေနံဈေးကွက်မှာရေနံစိမ့်တစီဈေးဟာ900ခန့်လုံးအထိခွန်တက်သွားတယ်လို့သိရပါတယ်။ဒါဟာဒဏ်ခတ်မှုတွေကြောင့်ကမ္ဘာဈေးကွက်မှာရေနံရရှိနိုင်မှု ရော့ကျသွားမှာကိုစိုးရိမ်မှုတွေမြင့်တက်လာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုအမေရိကန်ရဲ့တန်ခတ်မှုနောက်ဆက်တွဲအနေနဲ့ရုရှားရဲ့စွိုင်းဖောက်တဲ့အကြီးစားနှစ်ခုထက်တဲ့တည်ယုံနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့ရဲ့တုံ့ပြန်မှုတွေဟာရုရှားရဲ့စီးပွားရေးကိုတိုက်ရိုက်ထိခိုက်စေတော့မှာဖြစ်ပါတယ်။သတင်းရင်းမြစ်များရဲ့ဖော်ပြချက်အရတည်ယုံအစိုးရပိုင်းရေနံကုမ္ပဏီကြီးများဖြစ်တဲ့ PetroChina, Sinopec အပါအဝင်ကုမ္ပဏီများစွာဟာအမေရိကန်ရဲ့တန်ခတ်မှုတွေကိုစိုးရိမ်တဲ့အထွတ်ရေလောင်းကြောင်းကနေတင်ပို့တဲ့ရုရှားရေနံတွေကိုအ ਨੇ စုံရေတိုးကာလအထွတ်ဝယ်ယူမှုရပ်ဆိုင်းလိုက်ပြီးလူထိရပါနဲ့။ လားတူပဲရုရှားရေနံကိုအကြီးဆုံးဝယ်ယူနေတဲ့အိန္ဒိယနိုင်ငံရဲ့ရေနံချက်ဆက်ယုံများဟာလည်းအမေရိကန်ရဲ့တန်ခတ်မှုစီးမြင့်များကိုလိုက်နာဖို့အတွက်ရုရှားရေနံတင်သွင်းမှုကိုလုံးဝနှီးပါတိတိတသာသာရောချော့တော့မယ်လို့သတင်းရရှိပါတယ်။ ဒီလိုရုရှားရဲ့အကြီးဆုံးဝဲလံနှုတ်ဦးလုံးကဝဲလိုအားကိုရုတ်တရက်ရပ်ဆိုင်လိုက်ခြင်းဟာရုရှားရဲ့ရေနံကနေရရှိတဲ့ဝင်ငွေအပေါ်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်စေပြီးရုရှားစီးပွားရေးကိုအကြီးအကျယ်ဖိအားပိတ်လိုက်ရရောက်သွားတယ်လို့စီးပွားရေးပညာရှင်များကတုံ့တန်နေကြပါတယ်။ရုရှားဘက်ကဒီအခြေအနေကိုဘလို့တုံ့ပြန်မယ်ဆိုတာကိုတော့စောင့်ကြည့်ရအောင်ပါပဲဖြစ်ပါတယ်။